ာသမီ၃မျိုးရှိပါတယ်။အကျွေးလာဆက်တဲ့သာသမီနဲ့အကျွေးလာတောင်းတဲ့သာသမီဆိုပြီးတော့၂မျိုးရှိပါတယ်။အကျွေးလာဆက်တဲ့သာသမီကတော့ပညာတတ်ရင်လည်းပညာနဲ့ပညာမတတ်ရင်လည်းခွန်အားနဲ့မိဘတွေကိုလှုပ်ကြွေးပြုစုမဲ့သာသမီမျိုးပေါ့။အကျွေးလာတောင်းတဲ့သာသမီကတော့မိဘစိတ်ဆင်းရဲအောင်လုပ်မယ်၊ခြေတိုက်မယ်၊မတည်ခင်အမွေတောင်းမယ်၊စားတဲ့စိတ်ဆင်းရဲအောင်လုပ်မယ်၊အဆက်ပေးမယ်၊အန်ရည်ပေးမယ်သာသမီမျိုးပေါ့။ဖယားဟောစကားတော့အရာကတော့အတိစာတသား အနုဇာတသားအဝဇာတသားဆိုပြီးတော့သုံးမျိုးရှိတာပေါ့အတိဇာတသားဆိုတာမိဘထက်အလွန်ကိုချင်းတိတ်ခါအစတာသွားတာဥပမာဘုံကြီးဟန်အဖြစ်နဲ့မိဘကိုလှုပ်ကြွေးပြုစုတဲ့သားမျိုးတာကောင်းသားမြတ်မျိုးပေါ့အနုဇာတသားဆိုတာကမိဘနဲ့ကိုချင်းတိတ်ခါသူမိဘကိုလှုပ်ကြွေးပြုစုကျွေးမွေးဆောင်ရှောက်တဲ့သားသမီးမျိုးပေါ့အဲ့ဒီနှမျိုးကသားကောင်းသမီးကောင်းတွေလို့ခေါ်လို့ရပါတယ်အထက်မှာပြောပြထားသလိုအကျွေးဆက်မဲ့သားသမီးမျိုးပေါ့ ဘဝဇာတသားကတော့မိဘထက်ယုံညံ့တဲ့သားသမီးမျိုးအကျွမ်းနာတောင်းတဲ့သားမျိုးပေါ့မိဘကိုဒုက္ခပေးဖို့တသက်ဖြစ်လာတဲ့သားမျိုးမွေးလာလို့သားချစ်မြတ်နိုးရပေမဲ့ဒီသားသမီးမျိုးတော့ဘယ်မိဘမှမလိုလားတဲ့သားသမီးမျိုးပေါ့ဒီသားသမီးမျိုးကြောင့်အထက်မှာပြောထားသလိုအကျွေးလာတောင်းတဲ့သားသမီးမျိုးပေါ့ဒါပေမဲ့မိဘဆိုတာဘယ်သားသမီးကိုမဆိုးစိုးရင်လည်းဂယုဏနဲ့ချစ်တာပါပဲ။